မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်လော်ကားနယ်မြေရဲစခန်းကရဲများအရက်ဝိုင်းဖွဲ့ပြီးတော့တောင်းနေတဲ့အချိန်လက်ပစ်ဘုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ရာရဲများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 13ရက်နေ့ည9:14မိနစ်အချိန်ကရွှေပြည်သာမြို့နယ်လော်ကားနယ်မြေရဲစခန်းမှာရှိတဲ့ကင်းဂိတ်မှာအရက်ဝတ်များနဲ့ရဲများ အရက်ဝိုင်းဖွဲ့ပြီးတော့တောင့်နေတဲ့အချိန်မြို့ပြ UG ရဲဘော်များကလက်ပြဘုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြစ်မှတ်ကအဲ့ဒီရဲစခန်းရှိကကင်းကိတ်ကိုနှလုံးပြစ်ထည့်လိုက်တာပါပြစ်မှတ်ကိုထိရောက်ပါတယ်ရဲခွဲတွေအရက်ဝတ်တွေရော ရက်ဝိုင်းဖွဲ့ပြီးတော့တောက်နေတဲ့အချိန်ဆိုတော့ထိခိုက်မှုရှိတယ်အသေးစိတ်တော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်ရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Operation Flame OF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Operation Flame OF နဲ့မဟာမိတ်ရန်ကုန် UG People Army YUPA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ Operation Flame OF အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်ဒွန့်ချေးရွာအုပ်ချုပ်ရေးမှူးတန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မိုးလွယ်တနအီခွဲအချိန်ကမှပောက်ခေါင်းမြို့နယ်ကင်မိုးချုံအုပ်စုဒွန့်ချေးရွာနေအုပ်ချုပ်ရေးမှူးတန်းအောင်ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ရက် PPDF တပ်ရင်းတခွဲ3ကဦးဆောင်ပြီးတော့ပောက်ခေါင်းမြို့နယ်ပကဖတပ်ဖွဲ့ဝင်များက၎င်းရဲ့နေအိမ်ကိုတွားရောက်ပြစ်ခတ်ရှင်းလင်းရာဥကောင်းနဲ့ဝမ်းပိုက်ထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။ပြစ်ခတ်ရှင်းလင်းခံရတဲ့ 欧洲野牡丹，熬哈， အကြမ်းမဲ့စစ်ကောင်စီအတွက်စစ်မှုထမ်းစုဆောင်ပေးခြင်းပေါ်တာဆွဲရမှာအာတပ်တွေရောလုံဆောင်ပေးခြင်းစစ်မှုမထမ်းဆောင်လိုပါကလူစားထုတ်ထည့်ရမယ်ဆိုပြီးတော့ကျေးရွာအုပ်စုအတွင်းမှာတအိမ်တော်ကိုငွေကျပ်3000ကနေ9000အထိလိုက်လံကောက်ခံပေးပြီးတော့စစ်ကောင်စီအတွက်ငွေကြေးထောက်ပံ့ပေးခြင်းတော်လိုင်းထောက်ဖို့ရဲဘော်များရဲ့သတင်းများကိုလိုက်လံစုံစမ်းပြီးတော့စစ်ကောင်စီထံကိုသတင်းပေးဖို့နေခြင်းတို့ကြောင့်အခုလိုမျိုးပြတ်သားစွာအေးအေးယူရှင်းလင်းလိုက်ရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့စစ်ရေးအရှိန်ဟုန်မြင့်တယ်လာတာနဲ့အမျှအခါအခွင့်သိရင်သိတယ်လို့အကြမ်းမဲ့စစ်ကောင်စီတောက်တိုင်များဖြစ်ကြတယ်။ရဲကြေး တ်ထွေအောင်စရေးများအုတ်ချုပ်ရေးမှုများနဲ့စစ်တပ်ထောက်တိုင်များကိုပြတ်သားစွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်ပြည်သူများအနေနဲ့လည်းအကြမ်းဖက်စစ်သားများရဲထောက်တိုင်များရှိရာနေရာများကိုတွားရောက်နေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စကမ်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးအလုံးစုံချုပ်ငိမ့်စီရေးအတွက် AA ကဆက်လက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့တရားဝင်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ဒေသမှာတိုက်ပွဲများဟာတနှစ်ပြည့်လာတဲ့နေ့မှာ AA ကအခုလိုမျိုးထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီးတော့တနှစ်ပြည့်တဲ့အချိန်အထိကိုတိုက်ပွဲအရှိန်ဟာရော့ကျသွားခြင်းမရှိပဲတိုက်ပွဲများဟာနေ့စဉ်နဲ့အမျှဆက်လက်ပြီးတော့ပြင်းထန်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်အာရခဒေသနေပြည်သူလူထုနဲ့အာရခတပ်တော်ရဲ့အဓိကရည်မှန်းချက်တစ်ခုဖြစ်တဲ့အာရခဒေသအတွင်းမှာ ာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များအလုံးအလုံးစုံခြုံငိမ့်စီရေးကိုအေအေကဆက်လက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့အေအေကထုတ်ပြန်ကြေညာလိုက်ပါတယ်။ရခိုင်ဒေသမှာတိုက်ပွဲကာလဟာတနှစ်တိတိပြည့်မြောက်ခဲ့ပြီးဖြစ်တော်လဲထိုးစစ်စတင်တဲ့ရက်တနှစ်ပြည့်တဲ့အထိကိုတရက်မှတိုက်ပွဲရန်နာခြင်းမရှိဘူးလို့ဆိုရလောက်တဲ့အထိကိုအေအေရဲ့ရက်ဆက်ထိုးစစ်များမြို့သိမ်းတိုက်ပွဲများနဲ့အတူစစ်ကောင်စီရဲ့ကြီးရေလေခုခံဆက်တံပြန်ထိုးစစ်များကြောင့်တိုက်ပွဲများဟာအရခနဲ့ပလက်ဝဒေသတစ်ခွင်လုံးမှာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အရခဒေသတစ်ခုလုံး အရခပြည်သူရဲ့လက်ထဲကိုအမြန်ဆုံးရောက်စေရင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းစင်ရင်အဆရှိတဲ့ရည်မှန်းချက်များအတွားဖက်ဆက်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကြံစခန်းများကိုအရခတက်တော်ကတခုပြီးတခုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါဒါကြောင့်အပိသက်သိမ့်ပတ်ရန်လက်တကမ်းအလို့ကိုရောက်ရှိနေပြီဖြစ်တဲ့အန်တောင်ကုတ် ၊ဂွားနဲ့မောင်တော်မြို့များမှာတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိတယ်လို့သိရပါဗါးမောင်တော်မြို့မှာတော့မောင်တော်မြို့တစ်ခုလုံးကိုတိမ့်ပတ်ရယူထားနိုင်ပြီလို့ပြောလို့ရတော့လေမြို့ရဲ့အပြင်အဆက်မှာရှိနေတဲ့နေကြားဆောင်အမှတ်၅နခခ၅စခန်းတစ်ခုသာကျန်နေပြီးတော့အဲ့ဒီစခန်းကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါဗါး2023ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာကိုကန့်တောင် ရခိုင်ပါဝင်တဲ့ညီနောင်မမိတ်သုံးဘွဲ့တို့ဟာရှမ်းမြောက်မှာ1027ဆက်ရှင်ရေးကိုဟန်ချက်ညီညီစတင်ခဲ့တယ်လို့သိရပါဗါတယ်။အလားတူပဲကရင်ဒီအမျိုးသားများကာကွယ်ရေးတပ် KNDF အဖွဲ့ဟာတင်လေးလုံးဆက်ရှင်ရေးအမည်နဲ့ကရင်ဒီဒေသအတွင်းမှာဆက်ရှင်ရေးများကို2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော့အရှိန်ဟုန်မြင့်တင်ခဲ့တယ်လို့သိရပါဗါတယ်။အခုလိုမျိုးဆက်ရှင်ရေးလှိုင်းလုံးများကြားမှာຫນွေဥတော်လိုင်းရေးထဲမှာပောက်ဖွာလာကြတဲ့တော်လိုင်းရေးအဖွဲ့အစည်းအချို့ဟာ အတူပူတဲ့ပါဝင်လာကြသလို၎င်းတို့ရဲ့နည်းမြေဒေတာများမှာလည်းဖက်ဆက်အချမ်းဘတ်စစ်ကောင်စီရဲ့စခန်းကြီးစခန်းငယ်ရဲစခန်းများကာကင်းစခန်းများအပါအဝင်စစ်ကောင်စီရဲ့စီရင်အရာအားနည်းနေတဲ့နေရာများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်အထူးသဖြင့်စခန်းသိမ်းတိုက်ပွဲများကနေတဆင့်မြို့သိမ်းတိုက်ပွဲအဆင့်ကိုတက်လှမ်းခဲ့ကြတယ်ထိုးစစ်ဆင်တိုက်ပွဲများဖြစ်ကြတဲ့အလျောက်အချမ်းဘတ်စစ်ကောင်စီရဲ့တိုက်ရင်တက်မှဗျူဟာစစ်ကောင်စီတက်မှဌာနချုပ် ဒါကစားဌာနချုပ်တိုင်းစစ်ဌာနချုပ်များကိုတော်လိုင်းလက်နက်ကိုင်းအဖွဲ့အစည်းများကတိမ့်ပိုက်ရယူနိုင်ခဲ့ကြတယ်လို့သိရပါတယ်။တနည်းအားဖြင့်ဆိုတော့တော်လိုင်းအဖွဲ့အများရဲ့စီရင်ရီမှန်းချက်များကိုအတိုက်အတာတစ်ခုထိအထမြောက်အောင်မြင်နိုင်ခဲ့တယ်လို့ပြောလို့ရကြောင်းအေအေကပြောဆိုထားပါတယ်။ အရခနဲ့ပလက်ဝဒေတာများမှာစစ်စင်ရေးစတင်တာနဲ့တပြိုင်တည်းထဲမှာအေအေကငကိုတက်မှတ်ထားတဲ့ရန်သူပြက်မှတ်များကိုမဟာဗျူဟာမြောက်အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ရန်သူရဲ့အာနေချက်ကိုအပြည့်အဝရယူနိုင်ခဲ့တဲ့အတွက်ကြောင့်အချိန်တိုတိုအတွင်းမှာအခုလိုမျိုးအောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာကျေပြန်သောနိုင်ငံအနှံ့ဆင့်မြန်နာပြင်အထက်မှာစစ်ကောင်စီကိုဘုံရန်သူအဖြစ်နဲ့တက်မှတ်ထားတဲ့ဘုံကြီးမှန်းချက်တူညီတဲ့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများကတပြိုင်တည်းသို့မဟုတ်ရှေ့စဉ်နောက်ဆက်ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့ကြတယ်လို့သိရပါတယ်။ယခုအချိန်ထိလဲပျောက် जा ဆက်ထိုးစစ်များနဲ့မြို့သိမ်းတိုက်ပွဲများကိုမြန်မာနိုင်ငံအနှံ့မှာဆင်နွှဲလျက်ရှိကြောင်း AA ကပြောဆိုထားပါတယ်။လက်ရှိမှာ AA ကပလက်ဝဒေသကြောက်တော်မင်းများမြောက်ဦးရသေးတောင်ဘူးသီးတောင်ပုံနာကျွန်းရံပြေမြေပုံပောက်တော် တန်တွဲနဲ့ကျိန်တလီမျိုးများမှရှိတဲ့စစ်တပ်စခန်းများအလုံးကိုစစ်စင်ရေးတစ်နှစ်မပြည့်မီကာလအတွင်းမှာပိတ်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာစခန်းတစ်ခုမကျန်အပိတ်သက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ပလောက်ဝဒေတာဟာစစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်လာခဲ့တယ်လို့ပြောဆိုထားပါတယ်။ဆက်လက်ပြီးတော့ရခိုင်ဘင်္ဂလားနယ်စပ်တခြားမှာရှိတဲ့စစ်တပ်ရဲ့အချက်အချာကြတဲ့စခန်းကုန်းကြီးများစစ်တပ်စခန်းကြီးစခန်းငယ်များနေကြားဆောင်တပ်စခန်းများအလုံးကိုမိမိတို့ကစခန်းတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အေအေရဲ့မြို့သိမ်းတိုက်ပွဲများအဖြစ်အခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာပလောက်ဝဒေသတစ်ခုလုံးကို၎င်းဇန်နဝါရီလ16ရက်နေ့မှာပေါတောမြို့ကို၎င်းဖေဖော်ဝါရီလ17ရက်နေ့မှာကြောက်တော်မြို့ကို၎င်းဖေဖော်ဝါရီလ15ရက်နေ့မှာမြေပုံမြို့ကို၎င်းဖေဖော်ဝါရီလ10ရက်နေ့မှာမြောက်ဦးမြို့ကို၎င်းဖေဖော်ဝါရီလ26ရက်နေ့မှာမင်းမြားမြို့ကို၎င်းမက်စလာ၄ရက်နေ့မှာပုံနာကျောင်းမြို့ကို၎င်းမက်စလာ17ရက်နေ့မှာရံပြဲမြို့ကို၎င်းမက်စလာ18ရက်နေ့မှာရသေးတောင်မြို့ကို၎င်း မေလ18ရက်နေ့မှာဘူးတီတောင်မြို့ကို၎င်းစက်တမာလ9ရက်နေ့မှာတန်တွဲမြို့ကို၎င်းအသီးသီးတိုက်ပိုက်ခဲ့ကြကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်မြေသားရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွာနေအိမ်များထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗင်ဘာလ23ရက်နေ့မိုးလယ်12နာရီကနေတနာရီကြားအချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလာရောက်ဘုံကျဲသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြေသားရွာမှာကကာကွယ်ရေးတပ်ဖွဲ့အထိုက်စခန်းရှိပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လာကျဲသွားတာပါ။လူအသေးပြောက်တော့မရှိပါဘူးလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။စစ်ကောင်စီတပ်ရဲ့ဘုံကျဲချမှုကြောင့် ပြည်သူတွေရဲ့နေအိမ်နှလုံးပျက်စီးသွားပြီးတော့စာတင်ចောင်းကတော့အလွန်ပျက်စီးသွားတယ်လို့သိရပါတယ်ပြည်သူများကတော့လေရင်တန်ကြားတာနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်လေရင်နေလာတဲ့အတန်ကြားတာနဲ့ပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးရတော့အားလုံးလွမြောက်ကြပါတယ်တစုံတရာထိခိုက်မှုမရှိပါဘူးလို့ဒေသခံပြည်သူများကဆက်လက်ရှင်းပြထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကလက်ရှိမှာမြောင်မြို့နယ်အတွင်းစစ်ကြောင်းထုံးမှုတချို့ရှိနေပြီးတော့မြောင်မြို့ပေါ်မှာစစ်ကောင်စီကလုံခြုံရေးတွေအထူးတင်းကျပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပနိုင်ငံများကိုတွားရောက်အလုပ်လုပ်ကင်ကြမယ်မြန်မာအလုပ်သမားများဟာ၃နှစ်ပြည့်ရင်မြန်မာပြည်ကိုပြန်ပြီးတော့စစ်မှုထမ်းရန်အေဂျင်စီများကတာဝန်ယူခေါ်ဆောင်ပေးရမှာဖြစ်ပြီးတော့မခေါ်ဆောင်နိုင်ပါကအဲ့ဒီအေဂျင်စီကိုစစ်ကောင်စီကအရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ပရောက်မြန်မာအလုပ်သမားများအလုံးပြည်တွင်းကိုပြန်လာပြီးတော့စစ်မှုထမ်းရေးအတွက်ပြည်ပကိုပို့ဆောင်ပေးတဲ့အေဂျင်စီများကတာဝန်ယူပြီးပြန်လည်ခေါ်ဆောင်ပေးရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ညွှန်ကြားစာကိုမေလ14ရက်နေ့နေစွဲနဲ့အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားခြင်းဖြစ်ပြီးတော့အခုရက်ပိုင်း အတွင်းတွေမှာအေဂျင်စီများအားလုံးထံကိုတရားဝင်ပေးဖို့အကြောင်းကြားလာတယ်လို့သိရပါဗျ။ပြည်ပနိုင်ငံများကိုတွားရောက်အလုပ်လုပ်ကင်ကြမယ်။မြန်မာအလုပ်သမားများအားလုံးပြည်ပကိုမထွက်ခွာခင်အလုပ်ကင်အေဂျင်စီနဲ့စာချုပ်များချုပ်ဆိုရပြီးတော့အဲ့ဒီစာချုပ်ထဲမှာပြည်ပမှာရရှိတဲ့လစာရဲ့25ရာခိုင်နှုန်းကိုစစ်ကောင်စီလက်အောက်ခံဗန်များကနေတဆင်ပြည်တွင်းကိုပြန်လည်လွှဲပြောင်းရန်အခွန်ဆောင်ရန် သုံးနှစ်ပြည့်ပြီးပါကစစ်မှုထမ်းဆောင်ရအတွက်ပြန်လည်လာရောက်ရန်ဆိုတဲ့အချက်များထည့်သွင်းလာရတယ်လို့သိရပါဗျ။အကယ်၍ပြည်ပမှာရောက်ရှိနေတဲ့မြန်မာအလုပ်သမားများကသုံးနှစ်ပြည့်တဲ့တိုင်အောင်စစ်မှုထမ်းရန်ပြန်မလာပါကပြည်ပကိုပို့ဆောင်ပေးခဲ့တဲ့အေဂျင်စီများကတာဝန်ယူရမှာဖြစ်ပြီးတော့ပထမအဆင့်အနေနဲ့သုံးနှစ်ပြည့်အလုပ်သမားများကိုပြည်တော်ပြန်စစ်မှုထမ်းရန်မခေါ်ဆောင်နိုင်ပါကဒဏ်ကြေးဆောင်ခိုင်းခြင်း အလုတ်ခေါ်စားအသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်းနဲ့ agency license ပိတ်သိမ်းခြင်းအမည်ပြစရေးကြေညာခြင်းစတဲ့အရေးယူမှုအဆင့်ဆင့်နဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကိုပို့လိုက်တဲ့အလုတ်သမားကလစာ25ရာခိုင်နှုန်းကိုပြည်တွင်းကိုပြန်လွှဲဖို့သုံးနှစ်ပြည့်ရင်စစ်မှုပြန်ထမ်းဖို့ agency ကတာဝန်ယူရမယ်ဆိုတာကတော့အတော်တော့စိန်ခေါ်မှုကိုကြီးမားပါတယ်။ အလုသမားအပေါ်မှာအဓိကမူတည်ပါတယ်ဘလို့လုပ်ပြီးတော့သွားပြီးထိန်းချုပ်လို့ရမလဲဗျာအေဂျင်စီတွေကတော့ဒုက္ခရောက်မဲ့အပြင်လိုင်စင်ပိတ်သိမ်းခံရတာတွေများလာနိုင်တယ်လို့ပြည်ပအလုပ်ကံအေဂျင်စီတခုကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်လက်တော်တော်ပြည်ပနိုင်ငံများမှာရောက်ရှိနေတယ်မြန်မာလုပ်ခလစာရဲ့25ရာခိုင်နှုန်းကိုပြည်တွင်းကိုပြန်လွှဲရေးအတွက်မဆောင်ရွက်နိုင်သောမိသားစုထံလွှဲငွေစရဲမတင်ပြနိုင်သောပြည်ပအလုပ်သမား9563ဦးတို့ကိုပို့ဆောင်လိုက်တယ် ပြည်ပအလုတ်ကိုင်းအေဂျင်စီ292ခုကိုစစ်ကောင်စီရဲ့အလုတ်သမားရေးဝန်ကြီးဌာနကတရားဝင်အသိပေးထားပြီးတော့အရေးယူဆောင်ရွက်ရန်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ